ဒီလိုချက်တွေကြောင့်နမကြီးဆယ်လီတဦးဖြစ်လာခဲ့တဲ့ဖြူဖြူတွင် YC ဆယ်လီ new ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဖြူဖြူတွေကတော့လက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးဆယ်လီတွေနဲ့ကတင်ရောက်ဖြစ်ပါတယ်ဝင်ဝင်တွေလည်းများချင်းရရှိထားသလိုအလူတန်းတွေကိုလည်းပပတ်ဆဆတ်လောက်တာကြောင့်အလူတန်းတွေမှာဒူးကျွနေစုတွေကိုတောင်ရရှိထားတာဖြစ်ပါတယ်ဖြူဖြူတွင်ကလွန်ခဲ့တဲ့နှစ်များစွာလုံးကဆိုရင်တော့တက္ကသိုလ်မှာကျောင်းတက်ရင်ကနေဟာသတွေလုံရင်ပရိသတ်တွေတည်ရှိလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့လက်ရှိအချိန်မှာဆိုရင်တော့ဘင်ပွဲမစို့ဖြူဖြူတွင်းမပိုင်းပွဲမစီတလောက်အောင် ဖြူဖြူထွေးကနာမည်ကြီးပြီးအောင်မြင်နေတော့တာဖြစ်ပါတယ်။ဒီလိုမျိုးပွဲတကပွဲနေမှာဖြူဖြူထွေးပါတဲ့ပွဲကပုံပြီးအစီဆုံးဖြစ်နေကြတာပါ။ဖျားပွဲတွေရွာပွဲတွေပါမကြမ်းစိန်ရှင်ယတနာဆိုင်တွေရဲ့အယောင်ဖွင့်ပွဲကြီးတွေမှာဆိုရင်လည်းဖြူဖြူထွေးကိုတွေ့ရတတာဖြစ်ပါတယ်။ဒါကြောင့်ဖြူဖြူထွေးကအခုလိုမျိုးဟုံးဟုံးတောက်အောင်မြင်လာတဲ့အကြောင်းရင်းတွေကိုလည်းပြိသက်တွေကတည်ကျင်နေကြတာပါ။အမှန်တော့ဖြူဖြူထွေးတောင်ဒီလိုအောင်မြင်လာတယ်ဆိုတာကရှိုးသားလာတဲ့သူ့ရဲ့ငကုံမူရင်းစိတ်ခံကြောင့်လည်းပါတော့မိဘပေါ်မှာရှိုးတီလေးစားတဲ့အတွက်လည်းပါတယ်လို့ဆို ရမှာဖြစ်ပါတယ်။ဖြူဖြူထွေးကအမှုပညာလုပ်တွေစတင်လုပ်ကိုင်ကလေးကတယောက်တည်းလုပ်ကိုင်ခဲ့တာမဟုတ်ဘဲနဲ့မိသားစုနဲ့လုပ်ကိုင်ခဲ့တာပါအထူးသဖြင့်တော့ဘယ်နေရာမှာမဆိုဖြူဖြူထွေးရဲ့မိခင်ကြီးကလိုက်ပါနေတတ်တာဖြူပြီးဖြူဖြူထွေးကကြောင်ညာရီလက်ခံတဲ့နေရာမှာဆိုရင်လည်းတမိသားစုလုံးကိုထုတ်သုံးတတ်ပါတယ်။ဒါကြောင့်အများကြီးငွေရင်းစရာမလိုဘဲနဲ့ဝင်ငွေတွေအများကြီးရရှိတဲ့စနေနီးတအုပ်ဖြစ်နေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်လည်းဖြူဖြူထွေးကနေပြည်တော်မြို့မှာပြုလုပ်တဲ့ MC ဝင်းမင်းတမိရဲ့စိန်ရွှေရတနာအထူးစီရောက်ပွဲတော့ကြီးကိုတင်ရောက်ခဲ့ပြန်ပါတယ်။အဲ့ဒီပွဲ ွဲကြီးမှာဆိုရင်လည်းရွာဘုရားပွဲလောက်ကိုစီကားနေကြတာဖြစ်ပြီးတော့ဖြူဖြူထွေးမှဖြူဖြူထွေးဖြစ်နေကြတဲ့ပရိသတ်တွေကဖြူဖြူထွေးကိုပိုချစ်သွားတဲ့ချက်ချက်ရှိလာခဲ့ပါတယ်။ဒါကတော့ဖြူဖြူထွေးကမတန်ဆွမ်းညီမငယ်လေးတအုပ်ကိုစင်ပေါ်တက်ခွင့်ပေးခဲ့တာကြောင့်ပေါ့မတန်ဆွမ်းပရိသတ်လေးတအုပ်ကဖြူဖြူထွေးကိုအားပေးနေရပါ့။ဒါကိုဖြူဖြူထွေးကမြင်သွားပြီးတော့စင်ပေါ်မှာအတူကားဖို့အတွက်ကိုရင်တွဲပြီးခေါ်ခဲ့တာဖြစ်ပါတယ်။ဒီလိုဖြူမှုလေးတွေကြောင့်ဖြူဖြူထွေးကိုပရိသတ်တွေကပိုချစ်နေရတာဖြစ်ပြီးမတန်ဆွမ်းဆိုပေမဲ့စင်ပေါ်တင်ပေးခဲ့တဲ့ဖြူဖြူထွေးရဲ့အပြု မှုလေးတစ်ခုကအလုံးချီးကျူးစရာဖြစ်နေတာပါဖြူဖြူတွင်းကပရိသတ်တွေနဲ့ပတ်သက်လာရင်စိတ်ဆိုးစိတ်ကောက်တာမျိုးလုံးဝမရှိတဲ့အမှုပညာရှင်တဦးပါလွန်ခဲ့တဲ့ရက်ကဆိုရင်လည်းပွဲတစ်ခုမှာသူ့စီကမိုင်းလူပြီးတခြင်းဆိုတဲ့ပရိသတ်ကိုပြုံးပြုံးကြီးထိုင်ကြည့်နေတာဖြစ်ပြီးအဲ့ဒီပရိသတ်ကြီးကနေတာတခြင်းဆိုနေတာကိုတော့မှဗီဒီယိုတွေတပ်ပုံတွေအမိအရရိုက်ဖို့အတွက်ဖြူဖြူတွင်းကပြောနေခဲ့တာဖြစ်ပါတယ်ဒီလိုဟန်ဆောင်မှုကင်းပြီးပွင့်လင်းရှိုးသားတဲ့အပြင်ပရိသတ်တွေအပေါ်မှာ respect ထားပြီးချစ်ခင်တတ်တဲ့ဖြူဖြူတွင်းကိုပရိသတ်တွေကပို့လို့ချစ်နေတာပါ ာတခြားအမှုပညာရှင်တွေနာဆိုရင်အဲ့ဒီနေရာမှာသူစီကမိုင်းလူပြီးတချင်းဆိုသွားတဲ့ပြည်သက်ကိုတော်တော်လေးစိတ်ဆိုးနေမှာဖြစ်ပြီးပွဲရနေတော့လှည့်ပြန်သွားရတော့ပါတယ်ဒါပေမဲ့ဖြူဖြူထွေးကဒီလိုမလုပ်ခဲ့ပါဘူးဒီကနေ့မှာဆိုရင်လည်းဖြူဖြူထွေးကမတန်ဆွမ်းနေညမငယ်လေးတအုပ်ကိုစင်ပေါ်တက်ပြီးအတူကခိုင်းခဲ့တဲ့အပြုမူလေးကလည်းပြည်သက်တွေကြားထဲမှာရှိပန်းစားနေတာပါဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်ကြီးနေနေရောဖြူဖြူထွေးရဲ့အပြုမူလေးကတကယ်ပဲချစ်စရာကောင်းလားဒါကြောင့်အောင်မြင်နေရလို့ထင်လားဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်